ကျွန်တော်မိတ်ဆွေတွေ channel လေး subscribe လုပ်ထားပြီးတော့ဒီညနေအတွက်ကိုကျွန်တော်ကတည်းကပြောပြီးတော့မယ်နော်24ရက်24ရက်ဒီမနေ့ခင်းကတော့ဒါကျွန်တော်ကမနေ့ကတော့ကျွန်တော်38ပတ်တိပဲကျွန်တော်ရေးပြီးတင်ပေးထားတယ်ဘောနော်38ပတ်တိနဲ့ ဒါဒီညနေမှာကစားလို့ရမယ်။နှစ်ရက်တွင်၃ခုပတ်တည်ရလဲဒီနေ့ဆိုတစ်ချိန်ဒါနောက်ဆုံးချိန်လို့ပြောလို့ရတယ်ဗောနော်။အကျိုးကနန်းนี่လဲကျွန်တော်တို့ထွက်ပြီဆိုတော့ကျွန်တော်မဟုတ်ဘူးကျွန်တော်ဒီကျွန်တော်အဟန်ရကျွန်တော်ကနန်းလေးပြန်ပြီးတော့ငုတ်ဗီဒီယိုလေးမှကျွန်တော်ပြောသွားပြီးမယ်။နေကုန်ပတိကတော့ဒါကျွန်တော်ဒါမနေ့ကတော့တစ်ချောက်ကျွန်တော်ပေးထားတယ်ကျွန်တော်မိတ်ဆွေတွေစုံကုန်ပြီပါဗောနော်။ဒီနေ့ကတော့၃ရှစ်ဆိုပြီးပေးထားတယ်။မနေ့ကလည်းတစ်ချောက်ပတိကမနေ့ပိုင်းမှမထီတော့ညနေပိုင်းကြာမှသူကြာလာတာဗောနော်။ အနေမှန်ကြမှာကြာလာတယ်ကျွန်တော်မွေးကနန်းကိုလည်းကျွန်တော်မိဆွေတွေကိုကျွန်တော်တိတိကျကျအကုန်လုံးကျွန်တော်ချပြပေးထားပါတယ်မွေးကနန်းကတော့မရှိမနေထိုးပေးစေခြင်းနဲ့ထိုးကြစေခြင်းနဲ့2 9နဲ့6 9ဆိုတဲ့ကနန်းနှစ်ကောပေါ့နော်ဘရိတ်ချုပ်တယ်ဆိုတဲ့လူတွေကလည်း9ဘရိတ်ဆို9ဘရိတ်ပဲတိတိကျကျဆက်တိုက်ချုပ်သွားပါဘရိတ်ချုပ်သွားပြီးတော့တိတိမိမိဆက်ပြီးတော့ဒါကစားပါနော်ဗျာမပြာမများပါနဲ့အဲ6 9 8ကိုခွေဘူးသမားတွေကလည်းနောက်ထပ်ကျွန်တော်ပေးထားတဲ့၃ညပတိလိုက်နေတယ်ဆိုရင်ဆက်ပြီးတော့၃ညပတိလေးကိုပဲလိုက်ပါဒါမဲ့ လင်းကြီးနေမှာဘလို့ထူးတယ်ဘလို့ပိုကောင်းတယ်ဆိုတဲ့ဟာတွေကိုကျွန်တော်ပြောပြပြီးတော့ပါမယ်အပူဒီအပူဒီ6ပြိတ်နဲ့ကတ်နေတယ်6ပြိတ်ဒီအပူနဲ့ကတ်နေတယ်လို့ကျွန်တော်မုံကျွန်တော်နီးကျွန်တော်ဟန်ရမိတ်ဆွေတွေဆိုရင်သိမှာပါနော်ဥမာ33လို့ပါလို့ဒီ6ပြိတ်တကူတူအပူဖြစ်တယ်အဲဥပမာ2 4 4နှစ်ဒါဒီအပူကိုခေါ်လာမယ်နီးတွေပေါ့နော်ခုံကိုနော်စားသဖြင့်ဒီကနေ့ဒီကနေ့နေကတော့ကျွန်တော်နီးကျွန်တော်ဟန်ကျွန်တော်မူရဆိုရင်ဒါအပူကိုခေါ်ဖို့အတွက်အာရာခိုင်နှုန်းများနေပြီပေါ့နော်အဲ့တော့ ကျွန်တော်ဆန်းသာအောင်ဇာတိမှာလည်းကျွန်တော်အပူကိုထိထိမိမိကျွန်တော်ပြောပြထားတာရှိပါတယ်အပူဒီ၂ရက်တွင်း၃ရက်တွင်းဒါအပူချင်းနေဆင်းလာလိမ့်မယ်လို့ကျွန်တော်ပြောပြထားတာဖြစ်တဲ့တော့ဒီညနေမှာကတော့အပူတော်တော်လေးကိုစောင်းနေပါပြီအပူကြလာဖို့ရာဂိုင်းတော့အလွန်အလွန်ကိုများနေပါပြီနော်အကျွန်တော်ပြောချင်တာမိစတို့ဘာဝန်းချင်းရသည်ဖြစ်စေဘာပတ်တီးဘလို့ပဲကင်နေဖြစ်စေအပူကိုတော့မဖြစ်မနေထိုးစေခြင်းနဲ့ အပူဒီဒီလာဖို့တော့ကျွန်တော်ဒါတော်တော်ကြီးကိုနှီးစက်နေပြီလို့ကျွန်တော်နှီးကျွန်တော်ဟန်ကျွန်တော်မူရကျွန်တော်ကတော့ထင်တယ်3689ကိုခွေကလည်းလာနေတာဖြစ်တယ်ကျွန်တော်မနက်ကတော့69တကွာကောင်းသည်သူဒီမှာထိုင်ဝမ်မှာပဲကျွန်တော်ကထွက်သွားပြီးတယ်ဆိုတော့ဒါနည်းနည်းညှစ်သွားတဲ့သဘောမျိုးပေါ့ဗျာထိုင်ဝမ်မှာ ဒါတက်တက်မဲ့ဟိုဒါညစ်သွားတဲ့သဘောမျိုးလို့ကျွန်တော်တို့ယူဆတယ်သို့တော်လည်းပဲမွေးပါအောင်เนาะ2 9နဲ့6 9ဆိုတဲ့ကနန်းလေးတော့မွေးပြပါနှစ်ခွက်ပဲမွေးရတာဖြစ်တာဖြစ်တဲ့တော့เนาะအဲ့တော့6 3လေး8 9ခွေဘူးကလည်းဒီမှာရှေ့မှာ8 9ဆိုတဲ့ကနန်းကျွန်တော်တို့ကြာနေပြီအဲ့တော့2လေးဒီနှက်ခတ်နှက်ခတ်ဒီ6ပြိတ်လည်းဖြစ်တယ်ဒီမှာ2လေးဒီလည်းနှက်ခတ်နှက်ခတ်ဒီ6ပြိတ်ဖြစ်တာဖြစ်တဲ့တော့ ပရိတ်ကစားမယ်ဆိုတဲ့မိတ်ဆွေတွေကဒီညနေမှာကျွန်တော်ထည့်သွင်းစဉ်းစားပြီးတော့ကစားပေးရမယ်ဟာကအဲသုံးပရိတ်နဲ့ပရိတ်စားသီးလိုက်နေတယ်ဆိုရင်ငါးပရိတ်ပေါ့နော်ကျွန်တော်ကတော့အပူကိုတော်တော်လေးကြိုက်နေပါပြီအပူမဖြစ်မနေထိုးပါကျွန်တော်ဒီကူဒီယိုမှာ6 9နှစ်ကိုထိုးပါပရိတ်ချုပ်မယ်ဆိုတော့မိတ်ဆွေတွေကငါးပရိတ်ကိုမင်းချုပ်ပြီးတော့သုံးပရိတ်နဲ့ပဲရှင်းကစားပေးပါနော်ကဲပောက်ပါစေရပါစေအောင်ပါစေဗျာ